ကလေးကိုနှိမ့်ဆက်နေတဲ့မိခင်ကိုကလေးပါဝင်မိခင်မခေါ်ယူမေးစားလို့ဝေဖန်ခံနေရတဲ့ခိုင်မျိုးဝေပြိတ္တကြီးတာသမီကိုချစ်ပေမဲ့ကိုသားသမီးကိုရိုက်လို့ရတယ် နှိမ့်ဆက်တယ်လို့ရိုင်းနေလို့တော့မရပါဘူးနော်။ဒါပေမဲ့လေဒီမိန်းကလေးကမနေ့တနေ့ကဆိုရှယ်မှာနာမည်ကြီးလာခဲ့သူဖြစ်ပါရည်။သူမဟာအင်ချီယာမင်တူဖြစ်ပြီးတော့ကလေးညောင်းနဲ့တောင်းရင်စားတောင်းနေသူတူပါ။မင်းသမီးကြီးခိုင်နေဝေးဟာသူမကလေးလေးကိုနှိမ့်ဆက်ရိုက်နေနေတဲ့ဗီဒီယိုဖိုင်ကိုတွေ့သွားပြီးရှာဖွေခဲ့ကသူမနဲ့အတူအလုတ်ကင်နေပေးမယ်လို့ဆိုပါရည်။ခြေနဲ့ချောင်းမကဲကောင်းဆိုသလိုပါပဲ။ခိုင်နေဝေးကူညီမဲ့မြို့သမီးဟာအချို့ပြိသက်တွေပြောပုံရဆိုရင်ကလေးတွေကိုအမြဲနှိမ့်ဆက်နေပြီးတော့ရိုက်နေနေရလို့ဆိုပါရည်။ခိုင်နေဝေးပြောပုံရတော့ကလေးကိုရိုက်နေနေတာမကြည့်ရလို့လိုက်ရှာ ာဖြစ်တဲ့သူကလေးကို ခေါ်ယူမေးစားဖို့ပါကောင်မလေးကငယ်သေးတော့ကောင်မလေးကသူကလေးလေးတွေကိုသူမချစ်တယ်ဘယ်သူမှမပေးဘူးလို့ဆိုပါရင်မခိုင်နေဝေကအခြားသူတွေပြောပုံရဆိုရင်ဒီကောင်မလေးဟာသူမကလေးမဟုတ်ဘဲနဲ့ခေါ်ယူတောင်းစားခိုင်းနေကလေးပန်းပြပြီးတော့တောင်းစားခိုင်းပြီးတော့သူတို့ကအမျက်ယူရလို့ပြောပါရင်ကောင်မလေးကိုမေးကြည့်တော့သူမကကလေးမှန်ဖြစ်နေပြီးကလေးကတယောက်တည်းမဟုတ်ဘဲနဲ့ နောက်ထပ်သမီးလေးတယောက်ပါရှိတယ်လို့ဆိုပါရင်ခိုင်နေဝေယကလေးကိုရှိုက်နေတဲ့ဘီယိုကြည့်ရတာအလွန်စိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနည်းမိတယ်လို့ဆိုပါရင်သူမကကလေးတွေကိုလည်းအော်မိရင်အလိုလိုစိတ်မကောင်းဖြစ်နေပြီးတော့ဒီကောင်မလေးရှိုက်တာရန်ကြီးစိုးဝါနေတာကြောင့်ကြည့်တာမှမကြည့်ရဘူးလို့ပြောပါရင်ခိုင်နေဝေယကောင်မလေးကိုတနာပြီးတော့ကောင်မလေးရဲ့ကလေးရှင်ဖြစ်ကြောင်းနဲ့အချားယောက်ျားလေးရှုပ်ရှင်းရှိလာမေးပြီးတော့သူမရဲ့ခရီးမှာဖြစ်ဖြစ်ခွန်ယူပြီးတော့မိခင်နဲ့ တားကိုမခွဲဘဲနဲ့စောက်ရှောက်ပေးမယ်လို့ဆိုပါရင်ခန်းနီဝေကိုပရိသတ်အားလုံးကတော့ကွန်မန့်နိုင်မှာမယုံနဲ့သူမကကလေးတွေဆိုအမြဲရိုက်တယ်။မြောက်ကလာမှာတွေ့နေကြဖြစ်တယ်။ထမင်းဆိုင်ထဲမှာညနေဘက်ဆိုရင်ကလေးတွေကိုတောင်းခိုင်းနေ။ကလေးတွေဆိုရင်နေစရာမရှိဘူး။နေပူထဲမှာလည်းပြစ်ထားတယ်လို့ပြောခဲ့တာပါ။မန်တိုင်းမှာကောင်မလေးကိုတီးတဲ့သူတွေကပြောပြထားပြီးတော့တချို့တထေးတွေကအင်ကြီးလေးတွေအကောင်ပေးရင်ဝတ်ပြီးတော့မလျှော်ဘူး။လွတ်ပြစ်တယ်။အဲ့လိုဆိုင်နဲ့မိမလို့ပြောပြီးတော့ကလေးကိုအရှာမွေးစားပြီးကောင်မလေးကိုခေါ်မထားနဲ့လို့ပြောဆိုနေကြတာဖြစ်ပါရင် ခိုင်နေဝင်ဟာလာတဲ့များတနာစိန်နဲ့ကုညီထက်ပြီးတော့ဒီလိုမိုက်ကန်းနဲ့မြို့သမီးကိုတော့ခေါ်ယူမွေးစားဖို့စဉ်းစားစီချင်ပါသည်။ငခုံးမတကောင်ကြောင့်တလီလုံးပုတ်ဆိုသလိုပဲအချားမဆိုင်တဲ့ကြာကာကလေးတွေပါဒုက္ခရပြီးလမ်းမရောက်မှာကိုပရိသတ်တွေကစိုးရိမ်နေတာဖြစ်ပါသည်။မိသမီးခိုင်နေဝေကလည်းတောင်းရင်စားတောင်းနေတဲ့မြို့သမီးရဲ့ကလေးတွေကိုစောက်ရှောက်ပေးမယ်။ပျောက်ဆုံးနေတဲ့ကလေးမလေးကိုလည်းရှာပေးမယ်လို့ပြောပါသည်။စီဝင်ဝင်နေတဲ့စီမတကောင်စီရဲ့နဲ့ဓပုံတွေရှိတော့တိတ်ချာယူပြီးတော့ရှာပေးမယ်လို့ဆိုပါသည်။ကမာလီကသူမရဲ့ကလေးကိုရိုက်ချင်လို့ရိုက်တာမဟုတ်ပဲသူမပြင်မ ာသွားတောင်းနေချင်းကလေးနှစ်ယောက်ထူထားခဲ့ပြီးသမိုင်းရဲ့သမီးလေးကိုမိမကြီးတယောက်ကခေါ်သွားလို့ဇောကက်ပြီးတော့ရိုက်မိတာလို့ဆိုပါရီးဒါသမီးဇောနဲ့ကြံခဲ့တဲ့ကလေးတယောက်ကိုမိတော့မိမရတော့လက်လွန်ပြီးတော့ရိုက်ခဲ့မိတာလို့ပြောခဲ့တာဖြစ်ပါရီးကမာလေးကသမိုင်းရဲ့ကလေးတွေကိုမရိုက်ချင်မင်းနဲ့ရိုက်တာပါ ကလေးတွေကိုလည်းဘသူမှမပေးပဲနဲ့သူမနဲ့တူထားဖို့နဲ့သူမရဲ့ကလေးတွေကိုရမ်းချစ်ချောင်းပြောပြခဲ့တာဖြစ်ပါရီ။ကုညီကဲဆဲပေးတဲ့မိသမီးခန်နီဝိတ်ကိုလည်းကလေးတွေကိုပဲရှာအောင်ခုံမွေးပြီးတော့ကလေးမလေးကိုကျင့်ပြက်နေလို့ခေါ်ဆေးခြင်းကြတာဖြစ်ပါရီ။ခန်နီဝိတ်ကတော့တက်ဆိုင်ရနဲ့စုံစမ်းပြီးတော့အသေးချာအတီအကြပျောက်ဆုံးနေသူမရဲ့ကလေးဖြစ်တယ်ဆိုရင်သူမတခုခုပြန်ပြီးတော့ဆုံးဖြတ်မှာပါလို့ပြောပြခဲ့တာဖြစ်ပါရီ။ဒီတော့ပရိသတ်ကြီးကလေးတွေကိုနှိမ့်ဆက်နေတဲ့မိခင်ကိုခေါ်ယူမွေးစားမယ်ခန်နီဝိတ်ပေါ်မှာမှတ်ချက်လေးတွေပြောခဲ့ပေးပါအောင်ရှင်။